ဒီလိုမျိုးကြီးမားတဲ့စီမံကိန်းကြီးတွေအကြောင်းစဉ်းစားကြည့်ပါဥပမာဘီလီယံနဲ့ကြီးကုန်ကြတဲ့ရေကာတာကြီးတစ်ခုကတဘာဝပဲဝန်းကျင်ကိုမထိခိုက်စေဖို့ဒါမှမဟုတ်ဆက်ယုံအစီကြီးတစ်ခုကအနည်းငယ်နောက်ကမစ်ချောင်းဒီကိုအစိတ်မတင်စေဖို့ဘလို့များတားဆီးကြမလဲအဲ့ဒီနောက်ွယ်မှာကမ္ဘာအကြီးဆုံးစီမံကိန်းတွေကိုထိန်းချောင်းနေတဲ့စီမံစည်းကမ်းတွေလှုပ်ထုံးလုပ်နေကြရှိနေပါတယ်။ဒီနေ့မှာတော့အဲ့ဒီအကြောင်းတွေကိုအသေးစိတ်လေ့လာကြည့်ကြပါမယ်။ဒါကတကယ်ကိုအရေးကြီးတဲ့မေးခွန်းတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့တခုခုမာရွေးသွားတာ ਨੇ ဂေဟာစနစ်တစ်ခုလုံးကိုပြန်လည်စားထိုးလို့မရတဲ့ဖြည့်စည်းမှုတွေဖြစ်သွားနိုင်လို့ပါဆိုတော့ဒီလိုအန်ဒရီတွေကိုထင်းချူနိုင်ဖို့ကဘာတဝန်ကပညာရှင်တွေအတုံးပြုနေတဲ့အင်မတန်အစွမ်းထက်တဲ့ကိရိယာတွေအကြောင်းတခုချင်းစီလဲလာကြည့်ကြရအောင်အဖြေကတော့အဓိကလုပ်ငန်းစဉ်ကြီးနှစ်ခုမှရှိနေပါတယ်တခုကပတ်ဝန်းကျင်ဆိုင်တာစစ်ဆေးခြင်း environmental auditing ဖြစ်ပြီးနောက်တစ်ခုကတော့ထေချာစွာလဲလာစစ်ဆေးခြင်း due diligence ပါပဲ နားလေလွယ်အောင်ပြောရရင် environmental auditing ဆိုတာကအတိတ်မှာဘာတွေဖြစ်ခဲ့သလဲဆိုတာကို main ticket လို့ပြန်ကြည့်တာမျိုးပါ due diligence ကကြတော့အနာဂတ်မှာဘာတွေဖြစ်လာနိုင်မလဲဆိုတာကို main ပြောင်းနေကြိုကြည့်တာနဲ့တူပါတယ်ကဲဒါရီဘလိုအလွတ်လွတ်လေးဆိုတာကိုစက်ကြည့်ကြရအောင်ဒီနေ့ဆွေးနွေးတော်မယ့်အကြောင်းအရာတွေကတော့ဒါတွေပါပဲပထမဆုံးဒီစီမင်းတွေကိုဘသူတွေကရေးဆွဲနေတာလဲပြီးတော့စစ်ဆေးမှုတွေအတွက်ဘလိုလုပ်ရမလဲဆိုတဲ့လက်ညွန့်ချက်တွေဘာတွေကိုတိုင်းနိုင်ရမလဲဆိုတဲ့စံနှုန်းတွေ ပြီးတော့ဒါတွေကိုလက်တွေ့မှာအသုံးချရတဲ့အခါကျုံရတဲ့စိန်ခုံမှုတွေအချင်းအလုံးကိုခြုံငုံပြီးကြီးသွားကြပါမယ်။ဟုတ်ပြီ။ဒါဆိုအရင်ဆုံးတီစီမင်းစီကန်ဒီကိုဘသူတွေကဖန်တီးနေတယ်လေ။ဒီကဘာလုံးဆန်ရဘီကင်းကြီးကွင်းရဲ့ကြီးကိုတိဆောက်ခဲ့တဲ့ဘီသူကာတွေကဘသူတွေလဲဆိုတာကြည့်လိုက်ကြရအောင်။ဒီစီမင်းတွေကိုဖန်တီးတဲ့အဓိကအဖွဲ့အစည်းကြီးတွေရှိပါတယ်။ဥပမာကိုလာသမဂ္ဂရဲ့ UNEP လို့ကဘာလုံးဆန်ရအဖွဲ့အစည်းတွေပေါ့။ပြီးတော့အရေးကြီးဆုံးကတော့ ကဘာဘန်တို့အာချဖွံ့ဖြိုးရေးဘဏ် ADB တို့လိုစီမံကိန်းကြီးကိုငွေကြေးထုတ်ပြန်နေတဲ့အဖွဲ့အစည်းတွေပါသူတို့ကငွေထုတ်ပေးတဲ့သူတွေဖြစ်တဲ့အတွက်သူတို့ရဲ့လမ်းညွှန်ချက်တွေစီမင်းတွေဟာကဘာတဝန်းလုံးကစီမံကိန်းတွေအတွက်မဖြစ်မနေလိုက်နိုင်ရတဲ့အခြေခံဥပဒေသလိုဖြစ်လာတာပေါ့ကောင်းပါပြီစီမင်းရေးဆွဲလို့တဲ့ကိုတီးပြီးဆိုတော့သူတို့ရေးဆွဲထားတဲ့ဘလို့လုံးရမလဲဆိုတဲ့လစ်တွဲကြတဲ့လစ်ဆွဲတွေကိုဆက်ပြီးလေ့လာကြည့်ကြရအောင်ဒါကတော့စစ်ဆေးမှုလုပ်ငန်းစဉ်အတွက်အသေးစိတ်လမ်းညွှန်တွေပါပဲ ဒီစာတန်းကြီးကစစ်စင်းမှုလုပ်ငန်းစဉ်အတွက်ကစားကွက်စာအုပ်တွေနဲ့တော်တော်တူပါတယ်။ဘာကိုဘလို့ဆက်ရမလဲဆိုတာအတိအကျပြထားတယ်။ဥပမာအနေနဲ့ UNBK ကဘာကြောင့်စစ်စစ်တင်တယ်လဲဆိုတဲ့မဟာဗျူဟာကြားရဲ့မူပေါင်းကိုပြတဲ့အချိန်မှာ ADB ရဲ့လက်ဆွဲကကြတော့အာရှဒေသကရေကာတာတစ်ခုကိုလက်တွေ့မှာဘလို့စစ်စစ်မှလဲဆိုတဲ့အစစ်စစ်နီးလန်းတွေကိုအတိအသေးဖော်ပြထားပါတယ်။တခုကဘောင်းချစ်ချစ်သဘောတရားကိုပြောပြီးနောက်တခုကလက်တွေ့အတုံးချပုံကိုအတိခါထားတာပါ။ ဆိုတော့စစ်စင်မှုဆိုတာကကိုယ်ခံစားချက်နဲ့လုပ်လို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ဒါဟာသမတ်ထားတဲ့စက်လုံးတွေနဲ့တခုချင်းတိုက်ဆိုင်စစ်ဆေးရတဲ့အလုံးစနစ်ကြတဲ့လုပ်ငန်းစဉ်တစ်ခုပါ။အဓိကကတော့အချက်လက်နဲ့တက်တဲ့အထောက်အထားပုံပါပဲ။အခြေခံပြီးပတ်မလိုက်ပဲဓမ္မရီထန်ချက်ချက်အကိတ်ဖြတ်ရတာဖြစ်ပါတယ်။ကဲအခုဆိုရင်လုပ်ငန်းစဉ်တော့ရှိတော့ပြီ။ဒါပေမဲ့ဘာကိုအခြေခံပြီးတိုင်းတာကြမှာလဲ။စွမ်းဆောင်ရည်ကိုကောင်းတယ်ဆိုးတယ်လို့ပြောဖို့အတွက်တိုင်းတာစရာပေးတန်းတစ်ခုတော့လိုလာပြီပေါ့။ ဒါကပဲကျွန်တော်တို့ကိုနောက်ထပ်အရေးကြီးတဲ့ကိရိယာတစ်ခုစီခေါ်ဆောင်သွားပါတယ်။ဒီနေရာမှာတော့ရွှေစံနှုန်းလို့အားလုံးကအတိအမှတ်ဖြူထားတာကတော့ကဘာပန်းရဲ့ပဝင်းကျင်ကျမရေးနဲ့ဘေကင်ရေးလမ်းညွှန်ချက်တွေ EHS guidelines တွေပါပဲ။စောစောကပြောခဲ့သလိုပဲကဘာပန်းဟာကဘာအကြီးဆုံးစီမံကိန်းတွေကိုငွေကြီးထောက်ပံ့နေတဲ့အတွက်သူတို့ချမှတ်ထားတဲ့စံနှုန်းတွေဟာကဘာလုံးဆိုင်ရာစံနှုန်းတွေလို့ထင်လာတာပါ။ဒီလမ်းညွှန်ချက်တွေကပဝင်းကျင်အတွက်အမြန်နှုန်းကန့်တတ်ချက်တွေသတ်မှတ်ပေးသလိုပါပဲ။ ဥပမာစေယုံတဲ့ယုံကန်ကြီးရေထဲကိုပြတ်တာဘလောက်ဆွန့်ပစ်ခွင့်ရှိတယ်လဲဆိုတာကိုရေတလီတောင်မှမိုက်ခရိုဂရမ်ဘလောက်ဆိုပြီးတိတိကျကျသတ်မှတ်ပေးထားတယ်။ဓာတ်တွေကလုံးဝကြော်လုံးလွတ်မရတဲ့မြင့်နေတွေပါပဲ။တကြိမ်တစ်ခါစစ်စဲလက်ယုံနဲ့တော့အရာအလုံးကပြီးမသွားပါဘူး။ရေရှည်မှာပဝင်းချင်းကိုမထိခိုက်အောင်ဘလို့စီမံခန့်ခွဲသွားမလဲဆိုတဲ့စနစ်တစ်ခုရှိဖို့ကပို့အရေးကြီးပါတယ်။အခုလာမယ့်အပိုင်းကတော့တစ်ခါသုံးစစ်စဲမှုတွေအတွမဟုတ်ပဲရေရှည်အောင်မှုအတွစနစ်ကြတော့ပုံစံတွေကြောင့် ဒီဆိုင်ရဆာတန်းတွေကကွန်ပဏီတစ်ခုဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုအတွက်စီမံခန့်ခွဲမှုပုံစံတွေကိုပေးထားတာပါဥပမာ ISO 14001ဆိုတာကကုမ္ပဏီအမျိုးအစားမရွေးနိုင်ငံမရွေးလိုက်နာကျင့်သုံးနိုင်တဲ့ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ကဘာလုံးဆိုင်ရာစံနှုန်းတစ်ခုကိုပေးထားတာပါ IFC ကကြတော့ဘန်ဒီနဲ့ယင်းနှိမ့်နှံသူတွေအတွက်တီးတန့်ထုတ်ထားတာပိုက်ဆံမဆိုင်ထုတ်ခင်ဘာဒီဆေးရမလဲဆိုရဲစစ်ဆေးရမယ့်အချက်တွေပါတဲ့ checklist တစ်ခုကိုပေးထားတာ ਨੇ သူတို့ပါပဲဒီစစ်စင်ချိတ်ဆက်ထားပုံကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ် အပေါ်ဆုံးမှာ ISO 14001ောက်တစ်ဆိုတဲ့ကဘာလုံးဆိုင်ရာစံနှုန်းကြီးရှိတယ်။အဲ့ဒီစံနှုန်းကိုဗနာရဲ့အဖွဲ့အစည်းဖြစ်တဲ့ IFC ကယင်းနှမြုံနှံမှုတွေအတွက်ဘလို့ပြောင်းလဲအသုံးချတယ်လေ။ပြီးတော့မှ FAO လို့ကွင်းစစ်လုံနှဲနဲ့အများကြီးလောက်ရတဲ့အဖွဲ့ကအဲ့ဒီမူတွေကိုလက်တွေ့မြေပြင်မှာဘလို့အကောင့်ထဲပေါ်တယ်လဲဆိုတာကိုဒီမှာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ due diligence ကတော့အနာဂတ်ကိုချုပ်တင်ကြည့်ရှုတာပါတယ်။ စစ်ဆေးမှု auditing ကအတိတ်မှာစီးမြင့်တွေနဲ့ညီညွတ်ထည့်လဲလားလို့နောက်ပြန်လက်ချီတဲ့အချိန်မှာ due diligence ကကြတော့ဒီစီမံကိန်းမှာရင်းနှီးမြှုပ်နှံမှုမလုပ်ခင်မှာရှေ့ဆက်ပြီးဘာပေါဝင်ကျင်ဆိုင်ရာအနေရည်ရှိလာနိုင်မလဲဆိုတာကိုချိုးတင်စုံစမ်းတာအကဲထွက်တာဖြစ်ပါ诶ကဲအခုဆိုရင်ကျွန်တော်တို့မှာကိရိယာတွေစုံစုံလင်လင် ရှိနေပါပြီဒါပေမဲ့တကယ်စိန်ခေါ်မှုကတော့ဒီကိရိယာတွေကိုတည်ယုံနေမှုပြီးပဲအားလုံးကိုဘယ်လိုပေါင်းဆက်သုံးချမလဲဆိုတာပါပဲ တကယ်ပညာရှင်တယောက်ရဲ့အလုံးကစားဖို့မူတယောက်နဲ့တော်တော်တူပါတယ်။ကမ္ဘာလုံးဆိုင်ရာဟင်းခက်အမွေးကြိုင်တွေဖြစ်တဲ့ဆန်နွားမျိုးမျိုးကိုယူပြီးကိုရှိကစီမံကိန်းဆွဲတဲ့ဟင်းပွဲအတွက်အကောင်းဆုံးဖြစ်အောင်ရော့ဆက်ပြုံတုံရလာပါ။ကိရိယာအလုံးကိုသိုံနဲ့မရပါဘူး။ဘယ်စီမံကိန်းအတွက်ဘယ်အချိန်မှာဘယ်ကိရိယာကိုသုံးရမလဲဆိုတာကိုသိဖို့ကကျွမ်းကျင်မှုတစ်ခုလိုပါပဲ။ဒါကြောင့်တကယ်ပညာရှင်တယောက်မှာဒီကိရိယာတွေကိုအလွတ်ကျပြီးသုံးနေုံနဲ့မပြီးပါဘူး။သူတို့ကို မေးခွန်းထုတ်ရရပါမယ်။ဥပမာ ကမ္ဘာပံရဲ့စံနှုန်းကဒီဒေတာမှာရှိတဲ့မြစ်တဆင်ရဲ့သဘာဝအခြေအနေအတွက်တကယ်ပဲလက်တွေ့ကြရဲ့လား ISO စနစ်ဆိုတာနေရံပေါ်ကချစ်ထားတဲ့စာရွက်တရက်ပဲထင်နေမလားဒါမှမဟုတ်တကယ်ရှင်းတန်နေတဲ့လုပ်ငန်းစဉ်တခုဖြစ်နေပြီလားဒီလိုမေးခွန်းနဲ့မေးပြီးအကယ်ဖြတ်နိုင်မှသာစီမင်းလိုက်နာရဲဆိုတဲ့အဆင့်ကနေတကယ်ပတ်ဝန်းကျင်ကိုကာကွယ်စောင့်ရှောက်ခြင်းစီကိုရုပ်ရှိနိုင်မှာပါအချို့အဖြစ်ပြောရရင်တော့ကြီးလန်းညွန့်ချက်ဒီစံနှုန်းတွေလက်ဆွဲတွေဟာတိချစီရက်တည်နေတဲ့စာရွက်စာတမ်းကြီးမဟုတ်ပါဘူး တစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးကဘာပြောကိုကာကွယ်ဖို့အတွက်တိစောက်ထားတဲ့အလွန်အစွမ်းထက်တဲ့ system တစ်ခုဖြစ်ပါတယ်ဒီတင်ပြချက်ကိုစဉ်းစားစရာမိခွန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်ဒီလောက်ခိုင်မာတဲ့စီမင်းတွေကရိယာတွေရှိနေပြီမြင်ရာဒီယိုတို့ပြောင်းလဲမှုလို့ကြီးမားတဲ့စင်ခုံမှုအစ်စ်တွေအတွက်ဒီကရိယာတွေကတကယ်ပဲလုံလောက်ရလားဒါမှမဟုတ်ကျွန်တော်တို့ရဲ့ကဘာကျိုးကိုကောက်ွယ်ဖို့အတွက်နောက်တစ်ဆင့်တက်ပြီးဘာတွေထပ်ပြီးလိုအပ်နေသေးလဲနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်